ကဲ့လူတွေဒီမားတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဥလေးပြောပြခြင်းနဲ့အကြောင်းလေးကဘာလဲဆိုတော့နော်ဥလေးတော်မနော်ဇလွန်ဇလွန်မြို့မှာရှိတဲ့တိဆရာကြီးဥကျော်စိန်တရားစခန်းကိုရောက်တော့မှနော်အသက်လည်း52နှစ်ရှိပြီနော်အဲ့ဒီအချိန်ကြာမှဥလေးကနိဗ္ဗာန်မြင်ပုံလေးဆိုတဲ့အကြောင်းကိုကြားဖို့တာနော်နိဗ္ဗာန်မြင်တယ်ဆိုတာနော်အဲ့ရှေးဖရဲလက်ထက်တော့ရတယ်နော် ရသော်ဘုရားကိုယန္နာကြီး၄ပါးသူတို့တော်ထဲမှာကြင့်ကြံပွားများအားထုတ်ပြီးတော့နော်နိဗ္ဗာန်မြင်တယ်အရှင်ဘုရားတပည့်တော်တို့လုံးစရာကိစ္စတွေကိစ္စဝိစ္စတွေဖြစ်အားပြီးတော့လုံးရမယ့်အားတွေပြီးသွားပါပြီဘုရားပြီးဆုံးသွားပါပြီအဲ့လိုလာပြီးရှောက်တယ်နော်ရှောက်တဲ့အခါကျတော့မြတ်စွာဘုရားတာရုတာရုတာရုဆိုတော့နော်အဲ့လိုတာရုခေါ်တဲ့အခါကျတော့နော်ဘေးမှာရှိတဲ့ပုထုဇဉ်ယဟန်ဘာမြင်တော့ယဟန်ဘာမြင်တဲ့အခါကျတော့ ာသူကဖះဖះကိုသူတို့ဖူးပြီးတော့เนาะပြန်လဲပြန်ဟောသူဒီပုထုဇဉ်ယဟန်သိကျင်တာပေါ့နိဗ္ဗာန်မြင်တယ်နိဗ္ဗာန်မြင်တယ်ဆိုဘလို့လဲသူကသိကျင်တယ်เนาะသူကလည်းနိဗ္ဗာန်မြင်ခြင်းလဲအဲ့ဒါနဲ့ယဟန်နိုင်เนาะတပားကိုသွားမေးတယ်ရှင်ဘုရားရှင်ဘုရားနိဗ္ဗာန်မြေပုံလေးကိုတပည့်တော်ပြောပြအောင်ဆိုတော့နော်အေကွာ ယသိနာနှကောင်ရှာကိုစိတ်เนาะအဲ့တော့တတ်လာရင်နာမှာဖြစ်မှုပြက်မှုမြင်ရင်နိဗ္ဗာန်မြင်သွားတာပါပဲကွာเนาะဖြစ်မှုပြက်မှုမြင်မြင်သွားတာပဲနိဗ္ဗာန်မြင်သွားတာပဲလို့เนาะပြောတယ်အာ तू ကလည်းနာမရှင်းဘူးနာမရှင်းတယ်လည်းနောက်တစ်ပါးကို तू ကထပ်ပြီးမေးတယ်တဲ့နောက်တစ်ပါးကိုသွားပြီးတော့ချင်းကပ်ပြီးတော့မေးပြန်အောင်ရှင်ဘုရားရှင်ဘုရားနိဗ္ဗာန်မြင်ဖို့လေးတပည့်တော် ပြောပြပါဗျာတပည့်တော်နိဗ္ဗာန်မြင်ခြင်းလို့ပါအေးကွာခန္ဓာ၅ပါးနော်ခန္ဓာ၅ပါးဖြစ်ပြည့်မြင်နိဗ္ဗာန်မြင်သွားတာပါပဲကွာနော်အဲ့တော့ခန္ဓာ၅ပါးဖြစ်ပြည့်မြင်နိဗ္ဗာန်မြင်သွားတာပဲတခါဒုတိယရဟန္တာကြီးကပြောပြန်ပြောလဲပြောသူကလည်းတခါအဲ့ဒါလည်းနားမရှင်းဘူးနားမရှင်းတော့တတ္တယနော်ရဟန္တာကြီးကတော့သွားမေးပြန်ဟောတဲ့သွားမေးတော့ ရှင်ပြရှင်ပြရဲ့နိဗ္ဗာန်မြင်ပုံလေးတပည့်တော်ပြောပြပါအောင်ဗျာတပည့်တော်လည်းမြင်ရလို့ပါအေကွာမင်းကလည်းပထဝီတေသောအာဘောဝါယောဆိုဓာကြီး၄ပါးရှိတယ်ကွာအဲ့ဓာကြီး၄ပါးကိုငါတို့เนาะဖြစ်ပြမြောလို့ရင်เนาะနောက်တော့နိဗ္ဗာန်မြင်သွားတာပါပဲကွာလို့ဒီကပြောပြနေတယ်ပြောပြပုရိသေယဟာလည်းအဲ့ဒါလည်းသူကကျေနပ်ဘူးဟာ 6ကလေးเนาะ6ကလေး9 9လေးအခုပရဝိတေသောအာဘောဝါရော4ဖြစ်သွားပြန်ပြီ6 9 4အာမတူပါလားဘယ်လိုဖြစ်တာပါလဲเนาะတခါနောက်ရဟန္တာကြီးတပောင်းသွားမေးဦးမှာပဲဆိုတော့သွားမေးပြန်ဟောနဲ့ရှင်ပြားတပည့်တော်နိဗ္ဗာန်မြေပေါ်လေးရှင်းပြပါဗျာဆိုတော့တခါเนาะအဲ့နောက်ဆုံးရဟန္တာကြီးရတယ်ကွာမင်းကလည်းဖြစ်ပြဖြစ်မှု ဖြစ်တာမှန်သမျှအာရုံပြက်တာပဲကွာအဲ့နောက်မျိုးပဲရှိတယ်ဖြစ်တာတွေမှန်သမျှအာရုံပြက်တာပဲကွာအဲ့အဲ့ဖြစ်တာမှန်သမျှအာရုံပြက်တာပဲကွာဟာဒီဇာဟနိုင်ရတဲ့နှမျိုးအဲဆိုတော့သူကဒီနိဗ္ဗာန်မြင်သွားတာပဲကွာဆိုတော့သူကအဲ့မှာနားမယူအာမမတော့နော်ဝိပဿနာတရားထုတ်တဲ့အခါမှာဖြစ်မှုပြည့်မှုမြင်ရင်နော်ဖြစ်ပြည့်မြင်ရင် ကျင်းကျင်းနဲ့တပြည့်ပြည့်နဲ့နိဗ္ဗာန်မြင်သွားတာပဲเนาะအဲ့တော့နိဗ္ဗာန်မြင်နေဆိုတဲ့အကြောင်းလေးဦးလေးကလည်း52နှစ်မှကြာဖို့တော့เนาะဒါကြောင့်လို့တူတယ်ဒီမှာဒီဒီအကြောင်းလေးကိုပြောပြချင်တာเนาะနိဗ္ဗာန်မြင်နေဆိုတဲ့အကြောင်းလေးကเนาะဟိုဖရာလက်ထတော်ကလည်းเนาะတရားခိုးဖို့เนาะမြတ်စွာဘုရားတို့အဖွဲ့ကိုခုနလိုအရေးကြီးပဲเนาะဒီတခြားအဖွဲ့ရလေခုနတရားခိုးဝင်တရားခိုးပြီးဒီတရားတွေဟောပြီးတော့เนาะ တရားတွေဟောပြီးတော့ငါတို့ဘုရားမှာလက်လက်ပါပေါင်းပြောင်းလုပ်မယ်ဆိုပြီးလာနော်ပညာဉာဏ်ပညာထက်တဲ့တရားကိုလွတ်လိုက်တယ်လွတ်လိုက်ကြတော့ဒီကြတော့ဖះသိတယ်သိပြင်တဲ့ तू ကတရားခွင့်ရင်းနဲ့ပဲရဟန္တာဖြစ်မှာပဲဆိုသူကျင့်กว่าဒီလိုကျင့်ဒီလိုလုပ်ဆိုဟောလိုက်တဲ့အခါကျတော့ तू ကနော် तू ကလည်းကလည်းတရားခိုးလာပြီမဲ့နောက်ဆုံးကျတော့ तू ကရဟန္တာဖြစ်သွားနော်တရားခွင့်ရင်းနဲ့ရဟန္တာဖြစ်သွားတော့နော် တရားလည်းမခိုးတော့ဘူးသူကနိဗ္ဗာန်မြင်သွားတာအဲဒါကြောင့်ဦးလေးတရားပြောကျင်တာနိဗ္ဗာန်မြင်နေဆိုတဲ့ဟာတော်တော်ခက်စားတယ်ဒါပေမဲ့ဦးလေးတို့ဗုဒ္ဓဘာသာတွေတော်တော်များများတွေနိဗ္ဗာန်မြင်နေဆိုတဲ့အကြောင်းလေးကိုသိပြီးတော့မကြောက်ကြောက်နော်ဦးလေးတော်က50နှစ်နှစ်ကြာမှကြောက်တာနော်အဲဒါကြောင့်လို့ဒုဒုမတွေနိဗ္ဗာန်မြင်နေဆိုတဲ့အကြောင်းလေးကိုဒီနေ့နော်အားလုံးဘုရားပြည့်နဲ့တင်ပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်တာရုတာရုတာရု